အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစလို့ဒီညကနေပြီးတော့သူမကောင်းတောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့ပွဲပြီး30ချက်မှာဒီနေ့မှာတော့ Arsenal ဒါကျွန်တော်အိမ်ဝင်ကျွန်တော်တို့ Emirates Stadium မှာ Crystal Palace တင်နေရင်ဆိုင်ခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Arsenal သင်းက2-2ဆိုတဲ့ရလနဲ့ပွဲပြီးသွားခဲ့တယ်အဲ့တော့ဒါကျွန်တော် Premier League ရဲ့ Title Challenge ကတော့ဒီညမှာနေပြီးဆုံးသွားပြီလို့ဆိုရမယ့်သဘောမှာဖြစ်သွားပြီ အာဆိုတဲ့ဒီနေ့ပွဲစဉ်ရဲ့ဒါကျွန်တော်တည်ပွဲကတော့ဒါကျွန်တော်ပြောမှန်တမ်းပြောမှာဆိုဒီလက်ရှိပရီးမီးယားလိဖလားလေလေဘူးဖလားပါပဲသိတာဒါပေမဲ့အာဆိုတဲ့နဲ့နောက်ဆုံးချိန်ကြီးဒါကျွန်တော် fighting chance များပြပို့ဆိုးတာပြတာအိမ်ဝင်းဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ကပူပြီးယုံခဲ့တာဒီနေ့ဒါ iswich တောင်ကူတာဝေးကူမှာ၄ခုတွင်းထားတဲ့တင်းတင်းပေါ့နော်အာ crystal palace ကိုတော့အိမ်ဝင်းမှာရှုံးမှုတော့အဆင်သင့်အိမ်ဝင်းမှာဒီနေ့ပွဲမှာဒါ AC အနိုင်ရမယ်ဆိုပြီးကိုကတွက်ထားတယ်ဒါပေမဲ့ဒီနေ့ပွဲမှာပြအာဆိုတဲ့နဲ့ဒါကျွန်တော်တို့ဟို charge ဝဲရဲ့စကားလုံးတစ်ခုပဲပြောမယ်လောက unconvincing ပေါ့နော်တော်တော်လေးကိုဒါကျွန်တော်ခြေစွားရဒါ ငါတို့ဒါ Real Madrid ကတွေးလိုက်တဲ့ Arsenal မှာဟုတ်ရဲ့လားဆိုတဲ့မိကွန်းကိုပြန်ပြီးတော့မေးရမယ်ပွဲတစ်ပွဲပဲဒါပေမဲ့ဘယ်လိုရောခုနကပြောတချို့ကြတယ်ဒါအောက်ကေဒါငါတို့လာမယ့် PSG နဲ့ပွဲစဉ်မတိုင်ခင်မှာဒီကစားသမိုင်းနဲ့အေးဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုရင်လေ အာစနယ်ကတပတ်တတိနိုင်ရမှာဒါကြားရတယ်မှာအာစနယ်ကဘာပွဲမှမရှိတော့ဒါတစ်ဖက်ကခရစ်စတယ်ပေးလစ်တူဘာလို့ဆိုတော့ဒါကြောင့်ဒီနေ့ပွဲစဉ်ကိုကန်ထားတာ FA ဖလားရှိလို့ဒါအာစနယ်ကဒီပွဲပြီးတာနဲ့ PSG ကြားပဲကြားရတပတ်တတိနိုင်ရမှာတော့ကြောင့်မို့ဒီနေ့ပွဲစဉ်မှာဗျာနောက်ဆုံးချိန်လေးဒါအာစနယ်သင်းတယ်ငါတို့ကဘာလို့ပြနေ Iswich ပွဲစဉ်လို့ဗျာနောက်ဆုံးချိန်လေးငါတို့ဘာလို့ပြနိုင်လဲဆိုတော့လုတ်ပြခဲ့တဲ့ပွဲတစ်ပွဲဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါပုံပွင့်လေးလေးပြောအာစနယ်သင်းတယ် EO EO နဲ့နဲ့ဆန့်လို့နေလို့မြင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်ရတာအရာလက်ကတော့ Liverpool အသင်းရဲ့ပြိုင်တက်တွေတော့ဒါပြောစရာဖြစ်သွားပြီ Liverpool သင်းတဲ့စပါးနဲ့ပွဲစဉ်မှာ9-0မလို့သေးတမတ်ရ တာနဲ့ကိုတော့ကျွန်တော်တို့ပရီးမီးယားလိတိုက်တဲ့ချန်ပီယံဖြစ်ပြီလို့ပြောလို့ရရတယ်မှာပါတယ်ဘောနော်အဲ့တော့လက်ရှိမှာတစ်ဖက်ကလီဗာပူးတင်းကတတ်မှတ်ပဲလို့ပြီးပရီးမီးယားလိတိုက်တဲ့ချန်ပီယံအဲ့တော့ရသွားပြီလို့တော့ပြောလို့ရတယ်ဒီထားမှာဖြစ်သွားပြီနောက်ဆုံးတာကျွန်တော်တို့ပရီးမီးယားလိဂ်ဘယ်နှပွဲကြံအဲ့ဘယ်နှပွဲကြံလဲဘောတပွဲတတ်မှတ်ရဖို့ဆိုတာအေးစစ်စစ်ပြတ်သွားပြီလို့ပြောလို့ရတယ်မှာပါတယ်တစ်ဖက်ကခရစ်စတယ်ဘဲလစ်ကရှင်းနေမယ်သူတို့နေတာနောက်ဆုံးမျှော်လင့်ချက်ဒါကျွန်တော်တို့ ဝန်တူတန်းဝင်နိုင်လောက်တဲ့မျောလင့်ချက်ရှိသေးတဲ့အတွက်ကြောင့်မို့ဒါဆွတ်ဆက်ပြီးယုံပြရလို့မြင်တယ်ဒီနေ့ပေါ်သမားဒါ Crystal Palace ကတော့ဒီနေ့ပေါ်သမားဒါ easy လို့ market data တွေရတာကျွန်တော်တို့ခြေစွမ်းပြမှုတွေတဲ့တူဒါကျွန်တော်တို့အဲ့တော့ market data လည်းမနိုင်ပြောဒူးရဘာမှဝင်လာတာပါဒီနေ့ပေါ်သမားဒါကျွန်တော်နီးပြအနေနဲ့ Anki Dia ကိုပွဲထုတ်ခဲ့တယ်ဒါပေမဲ့နီးပြဒီနေ့ပေါ်သမားနည်းနည်းတော့ရှင်းနေပြသူ့အနေနဲ့ဒါတချို့သောကစားသမားဒါကျွန်တော်တို့မှတ်မှတ်ရ Glassner အနေနဲ့ဒါသူလည်းကစားသမားအသစ်ပုံစံမျိုးလေးတုံးခဲ့တယ် Devini ဆိုတဲ့ chart date ကိုတုံးခဲ့တယ်တိုက်စပ်မှာဆို market data ကိုတော့ခဏနားခဲ့ပြီးတော့ဒါကျွန်တော်တို့ number 9 ဒါကျွန်တော်အာစနယ်ကစားသမားဟောင်းဖြစ်တဲ့အန်ဂီဒီယာကိုသုံးခဲ့တယ်ပေါ့နော်ပြောချင်တာဒါခရစ်စတယ်ပေးလစ်ကလာမယ့်ရသက်တဘက်မှာသူတို့ဒါကျွန်တော်တို့ဒီနောက်ပိုင်းခေတ်ရဲ့အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်တယ်ဒါကျွန်တော်တို့ semi final list လည်းဖြစ်တဲ့ FA Flash ရောဒီနေ့ပေါ်စမှာသူတို့လည်းဒါကျွန်တော်တို့လူစုံဆိုတာထက်ဒါတချို့ကစားသမားတွေကိုလုံးဝအပြည့်အဝအနာပေးခဲ့တဲ့သဘောမျိုးရှိတယ်အဲ့တော့ဒါပေမဲ့ဒီနေ့ပေါ်စမှာသူတို့အနေနဲ့ဒါအစ်စ်အောက်မရောက်သွားအောင်လည်းသူတို့ထိရမယ်အတွက်ကြောင့်မလို့ဒါခရစ်စတယ်ပေးလစ်နဲ့လူစုံတဝက်ဒါခုနပေါ်တဲ့ပဲလူငယ်တဝက်ပုံစံမျိုးထုတ်လာခဲ့တယ်ပေါ့နော်လူငယ်တဝက်တော့မဟုတ်ပါဘူးအရန်တဝက်ပုံစံမျိုးပေါ့နော်အဲ့တော့ပုံစံမျိုးထုတ်လာခဲ့တယ် အတဖက်ကတော့အာစတိုသင်းကတော့ရှင်းတယ်တိုက်ဆက်ပိုင်းပြောင်းလဲမှုကလွင်ဒါကျွန်တော်လူစုံနီးနီးပါပဲတကယ်ကိုလူစုံနီးနီးပဲနောက်တန်းလဲလူစုံနဲ့ကွင်းလဲလဲလူစုံနဲ့တိုက်ဆက်ပိုင်းတေဘိုစတာလင်ထဲတာကလွင်ကျွန်ုပ်ဇာကအကုန်လုံးလူစုံတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါလူစုံတက်ဆုံဥစ္စာကိုကြည့်ပြီးတော့ကျွန်တော်တွေးမိတာတကူပါဘောနော်ဒါဒီနေ့ပေါ်စမှာအာစတိုအသစ်မှာစာလီဘာရဲ့ပောက်ကရတစ်ချက်ချက်လုံမှုတွေကိုဂီဘရီယယ်ကရေရှည်တားဆီးပေးနေတယ်ဆိုတော့တပြည့်ပြည့်သဘောပေါက်လာတယ်ဒါရှေ့ကပွဲဒါရီယယ်မော်ဒယ်နဲ့ပေါ်စမှာစာလီဘာမှားတယ်ဒီနေ့ပေါ်အဲ့တော့ ဟိုမှားတာကိုအပြစ်မပြောဘူးဒါပေမဲ့ခုနကပြောတပေတာအမှားလေးဆက်လာပြီဆိုတော့နည်းနည်းလေးပြောစရာဖြစ်လာပြီလို့ကျွန်တော်နေနေမြင်တယ်။ဆာလီဘာနေတာကျွန်တော်နည်းနည်းလေးဒါသတိထားရမယ့်အခြေအနေဖြစ်သွားပြီ။တစ်ဖက်က PSG လာမယ့်ဒါကျွန်တော်ရက်သက်ဘက်မှာ PSG နဲ့ကမ်းမဲ့ဥစ္စာဖြစ်တဲ့ကြောင့်ဆာလီဘာနေဒီလိုမျိုးခဏခဏမှားတယ်လို့ပြောအရီယန်ပေါ်တဲ့နဲ့ပွဲဆိုဒီနေ့ပွဲဆိုဒါကြားထဲမှာဘလောက်မှချားတာမဟုတ်အဲ့တော့ဆာလီဘာရဲ့အမှားနေတာကျွန်တော်ဒီနေ့ပွဲဆိုမှာ costly ဖြစ်သွားတယ်လို့ကျွန်တော်နေနေမြင်တယ်။တစ်ခေါက်မဟုတ်တော့နှစ်ခေါက်ဖြစ်လာပြီဆိုတော့နည်းနည်းလေးပြောစရာတော့ဖြစ်လာပြီ။ဒါပေမဲ့ဆာလီဘာလို့ကစားသမားမျိုးဖြစ်တဲ့ကြောင့်ကျွန်တော်တော့သိပြီးပြောမှာမဟုတ်ဘူး။ဘာလို့ Arsenal အသင်းကိုဒီလောက်ထိ level ဒီ cancel ဘက်မှာ sweat တင်ပေးထားတဲ့ကစားသမားတစ်ယောက်အနေနဲ့စာရီဘာဒါခုနကဘာလို့ပဲမှားလို့ရတယ်လို့မဟုတ်ပေမဲ့မှားတာကတော့ခုနကမကောင်းဘူးဒါပေမဲ့ဘယ်လိုပဲပြောတာ စင်ပြေတယ်ပေါ့ဗျာဟုတ်တယ်မှာဘယ်လိုပဲဒီနေ့ပွဲစုံမှာဒါအာစနိုသင်းရဲ့တိုက်စစ်ပိုင်းတောင်မန်ပိုင်းကဒါကျွန်တော်လိုအပ်ချက်တွေရှိခဲ့တယ်။ဒါခုနကပြောပြအာစနိုသင်းနဲ့ဒါကျွန်တော်ဒပြားဟောင်းကြီးပဲကျွန်တော်ညွတ်ပြရမယ်ဆိုအာစနိုသင်းမှာတိုက်စစ်မှုစစ်စစ်လိုအပ်နေတယ်ဆက်လက်ပြီးပြသခဲ့တယ်။သွင်းသွားတဲ့သွင်းကိုကဒါကျွန်တော်ရှင်းပါတယ်အာစနိုသင်းနဲ့ဒါကျွန်တော်တို့အခုနောက်ပိုင်းမှာမထူးတဲ့ဒါသွင်းကိုတစ်ခုလိုပြောလို့ရတယ်။ဆက်ပီးစကနေပြီးတော့ဂျက်ကော့ကီဝီအော်ရိုင်ကောင်းတိုက်မှုကတတော်လေးကိုတည်တက်လှပလို့နေဒုတိယသွင်းကိုကဒါကျွန်တော်လီယန်နူထော့ဆက်ကဒါကျွန်တော်အခုနောက်ပိုင်းတွေ့နေမြင်နေကြဒါသွေးဒါသွေးအေးလို့နေတာကျွန်တော်တို့ finishing move တွေပုံစံမျိုး ပဲလီယန်နိုထရော့ဆတ်ကအခုလက်ရှိမှာဒါဂိုးသွင်းဆက်လာပြီတဲ့အဲဂိုးသွင်းဆက်လာဖြစ်တဲ့ထရော့ဆတ်နေလက်ရှိမှာဒါတော်တော်လေးကိုဆင်ပြေအဲ့တော့လာမေ့ရာဒီမှာဒါကျွန်တော်တို့အာစတိုဒင်းနဲ့ဒါကစားသမားကိုရောင်းချမယ်ဆိုရင်ဒါကျွန်တော်တို့ crosset ကအဖြေတခုမဟုတ်ဘူးလို့ကျွန်တော်နည်းမြင်တယ် crosset เนี่ยခုလက်ရှိမှာဒါကျတော့အရန်ကောင်းကောင်းတက်ရောက်လို့ကျွန်တော်နည်းမြင်မိတယ်တော့ပါဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးပေါ့နော်ဒါကျွန်တော် starling ကပြီးသွားပြီ starling ရဲ့ဒါကျွန်တော် kick ကုန်သွားပြီ starling နဲ့ဘာမှလုပ်လို့မရတော့ starling ကပြီးဆုံးသွားပြီလုံးဝဒါ100%ပြီးဆုံးသွားအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် arsenal တင်းနေတဲ့တီချာတခုကဒါ queen လန်ပိုင်းဒါကျွန်တော်တစ်ဖက်တင်းနေရှင်တဲ့ချိန်မှာလိုအပ်ချက်လေးတွေရှိခဲ့တယ်ဒါဒီနေ့ပွဲစဉ်မှာဒါ dm လို့ cm လို့ဆိုမဆိုးအဆင်ပြေခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာအရေးကြီးဆုံးပြောရမလို့ arsenal တင်းနေတကယ်ကိုဒါ lead out ဖြစ်လို့နဲ့တိုက်စင်မှုတခုလိုချင်တယ်လို့လူ တဲ့နေရာမှာရှိတယ်။ half chances တွေဟိုဒါ full chances အနေနဲ့ပြောင်းလဲပြီးမဲ့တိုက်ဆက်မှုစစ်စစ်တယောက်လို့လေပြောချင်တာဒါလုံးဝဟိုတက်မှာဟိုတချို့ဆိုရင်ကတော့ဟိုလုံးဝမလွယ်လောက်ဘူးဆိုတဲ့ chances တွေကို goal scoring chances အနေနဲ့ပြောင်းပေးနိုင်တဲ့တိုက်ဆက်မှုတယောက်လူတယ်လို့မြင်တယ်။ဒီနေ့ပေါ်မှာဒါ Trossard DR လေးလုတ်ပေးခဲ့တယ်။ဒါအရင်တော့ Merino နဲ့လုတ်ပေးခဲ့တဲ့သဘောမှာရှိတယ်။တိုးပေမဲ့တော့ညာလဲဒါကျွန်တော်တို့ အမြဲတမ်းတည်တည်ချာချာလုပ်ပေးနိုင်မယ် consistent ဖြစ်နိုင်မယ်ဒါ goal scorer တယောက် Arsenal အတွက်မှာလိုအပ်နေတယ်ဆိုတော့ကျွန်တော်အနေနဲ့အထူးတလေပြောစရာမလိုတစ်ဖက်က Crystal Palace ဘက်ကိုပြန်ကြည့်မယ်ဆိုလဲ Crystal Palace ကရှင်းတယ်အဓိကဒီနေ့ပွဲစဉ်မှာ easy ယုံသွားတယ် easy နေနဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါ65မိနစ်မှာလဲပြီးတော့ထွက်သွားတယ်ဒီနေ့ပွဲစဉ်မှာ Oliver Glasner နဲ့ရှင်းတယ်သူတို့ရဲ့ဒါ number 1 objective က FA Plus semi final ဖြစ်တယ်သူတို့ရဲ့ဒီနေ့ပွဲစဉ်ကို99မနိုင်နဲ့တည်ရရတယ်ဆိုတာနဲ့အဆင်ပြေတယ်ဘောနော်သူတို့တော့ကဒါပေမဲ့ ဒီနေ့ပွဲစမှာမာဒေတာသင်ကိုပါဗျာအမှန်တိုင်းပြောမှာတကယ်ဟူကျွန်တော်အတွက်ကပြောမှာအရန် cheap ဖြစ်လို့နေလို့မြင်တယ်အာဆောအသင်းအတွက်ကအာဆနယ်အသင်းလိုမျိုးအသင်းကိုဒီလိုမျိုးသင်ကိုတွင်းနေဆိုတာကျွန်တော်တို့ကလုံးဝမကြိုက်ဘူးဘာလို့အရန် cheap ဆန်လို့နေလို့မြင်တယ်မာဒေတာကန်သွားတယ်ရိုင်ယာကတော့ခုနကပြောရိုင်ယာကတော့ဒူဒွန်မဲ့နေမှာဟာရိုင်ယာဘာလို့သူ့ပုံစံရိုင်ယာကသူ့ပုံစံရှင်းမှာဘာလို့ရှိရမှာရိုင်ယာသူ့သူ့သူ့ပို့သူ့နေရာမှာမဟုတ်တော့တာသူ့နေရာကခုနကပြောလို့ရသူအခုချိန်မှာဒါကျွန်တော်နောက်ကစာလီဘာဂီကီဗီအော်ဒါဘောလုံးပတ်ဆိုတော့သူက သူ့ရဲ့ play style ရရာယာကသက်ဆန္ဒဘက်နဲ့တော့အများနဲ့ရှိရမယ်အဲသက်ဆန္ဒဘက်နဲ့အများနဲ့ရှိရမယ် kiwi or saliba ရာယာဆိုရဲဒါကျွန်တော်သက်ဆန္ဒဘက်သုံးဆံမျိုးသုံးသုံးရောက်သွားခြင်းမှာဘာလို့သူက2-1ဖြစ်နေခြင်းမှာအများနဲ့အာတိတ်ကဂိုးပို့သွင်းခြင်းတယ် ခုနကဘသူကဒေါက်တာတူဘလီဗာအမြဲလောက်ရှယ်ဆိုတော့ကိုသူအဲ့တော့ခုနကဘသူ့ရဲ့ဖူးဘက်တွေကိုသူအလွန်ကျွံရှစ်တက်ခိုင်းပြီးတော့ရှစ်ပြောချင်တာတင်မာတို့ဒါစကယ်လီတို့ပြေးသွားတဲ့အချိန်မှာနောက်မှာဆာလီဗာကီဝီရောဂျန်ခဲ့တယ်ဂျန်ခဲ့တဲ့အချိန်မှာဒါဆာလီဗာဘောလုံးမှားပေးလိုက်တဲ့အချိန်မှာဒီညမှာမာဒီရာစီပေါ်အဲ့တော့ပိုဆိုးတာကဒီညမှာနောက်မှာရောက်နေတာကဒါကျွန်တော်တို့မာဒီရာကဆာလီဗာကီဝီရောပေးတာမဟုတ်ဆာလီဗာအိုဒင်ဂါကြီးကိုပေးတာအခုမှာအိုဒင်ဂါကြီးကိုပေးတဲ့အချိန်မှာ ။ Odinga ကလည်း Matita နဲ့ Odinga ဗျာအဖေနဲ့သားခန္ဓာကိုယ်လောက်ရှိတော့ဟိုကောင် body blue ပြန်ခုမလဲခင်ဗျစဉ်းစားကြည့်ဦး။လွယ်နေတဲ့အနေထားလည်းမဟုတ်ဘူး။အဲ့တော့ Matita အနေနဲ့ဒါကျွန်းသွင်းသွားတယ်။ ကျွန်တော်ခုနပြောကျွန်တော်ရဲ့ feeling ကအဲ့ဒါကျဲတာဘာလို့လဲလုံးဝဒါ chip အရန်ဖြစ်လို့နဲ့ feeling များသေးလားဟာကွာဆိုပြီးဖြစ်သွားတာဗျာသေးလားလုံးဝ chip ဖြစ်တယ်ဗျာသေးလား twin go ကြီးကအာဆောက်အောင်မိုက်တဲ့တော့မှလုံးဝဆောက်ရမ်းလမ်းပြန်ထွက်တဲ့ twin go ကြီးတွေ့ရတယ်ဘာလို့လဲ twin သွားတယ်ဆိုမာတိတာဘက်ကကြည့်ရင်တော့ဒီကိုကဆောက်ရမ်းမိုက်တယ်ဆောက်အောင်မိုက် chip လေးလောက်သွားတယ်ကိုသမားကကြော်သွားတယ်လုံးဝ very nice တိုင်ကျွန်တော်ဒါ fever မှာဒါကျွန်ကိုသမားထွက်လာတဲ့အချိန်မှာဒါလှမ်းပြီးတော့ n1 လေးတော့လှမ်းကန်လို့ပဲဒါမဲ့ပြန်ကြည့်အာဘက်ကပြန်ကြည့်တော့ဟာကွာဆိုတဲ့ feeling ရတယ်အဲ့တော့ ဒီနေ့ပေါ်မှာအာဆောင်တဲ့နဲ့ပြန်စမ်းစားကြည့်မယ်ဆိုတကယ်ကို လုံးဝဟို feature တယ်ပေါ့ဗျာတပွဲလုံးတိုင်းတာကြီးနဲ့ဆိုဒီဟာကြီးကမဖြစ်သင့်တဲ့ပွဲစဉ်တပွဲလို့မျိုးလို့ရတယ်။ဒါပေမဲ့ခုနကပြောပြလက်ရှိမှာ Premier League ကတော့ B ဆုံးသွားပြီ။ Arsenal နဲ့ဒီကြားထဲမှာ F PSG နဲ့ပွဲစဉ်မှာတပတ်တတီနိုင်ရရမယ်။ဒါခုနကအပြည့်အဝ train လုပ်တဲ့နဲ့စာလီဘာတွေနဲ့ဒီလိုအမှားမျိုးကနောက်ဆုံးအမှားဖြစ်သင့်ပြီလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ခဏခဏမာတာတော့အဆင်မပြေဘူး။လက်ရှိမှာဒါ KVO ကလက်ရှိမှာတာဝန်ကြီးနေတယ်။ KVO ရဲ့သူ့အတူအဆင်ပြေနေဂိုးတွေပါတက်သွင်းပေးနေတယ်။ပြောချင်တာ Gabriel လောက်ကို KVO ကအပြည့်အဝလုပ်နေတယ်။စာလီဘာကိုအလုပ်ကိုစာလီဘာအပြည့်အဝလုပ်ဖို့တော့လိုလိမ့်မယ်။အဲ့တော့လက်ရှိမှာ ှာဒီလောက်ပဲဒါကျွန်တော်တို့သတင်း news ရဆိုတော့ဒီလောက်ပဲအဲ့တော့ Arsenal အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်တိုက်တဲ့ challenge ကိုအဆုံးဖြတ်ပေးလိုက်ပြီလို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကိုမြူပေါင်းဗျဘလုံးပွဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV for you တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလေး youth sport media 3.0ဆိုနဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်ဘက်ကကူညီပေးလို့ရပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါတယ်။မြန်မာလေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေလေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲ။ကျွန်တော်တော့ကုန်ပြီပါဗျ။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေလေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲ။ဒီဖော်ဗျ။အားလုံးမကြိုးတူပါနဲ့။